မန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးနောင်ချိုထိသွားလာနိုင်ပြီဖြစ်မန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးအုံပြုရင်များအနေဖြင့်ယမန်နေ့အောက်တိုဘာ1ရက်မှစ၍နောင်ချိုမြို့အထိသွားလာနိုင်ပြီဖြစ်ကြောင်းဒေတာတာတွင်ရင်မောင်းများထံကသိရသည် လက်ရှိတွင်လာရှိုးတို့တွာလာမိခီးတွာများအနေဖြင့်နောင်ချိုမတဆင့်ကြောက်ကူနန်းလန်လာရှိုးလမ်းပိုင်းကိုအသုံးပြုနေကြရာကြောင်းဆိုသည်ထို့ပြင်နောင်ပိန်တို့တွာလာလိုသည့်ဒေတာခံကားဆိုင်ကဲများကိုနောင်ချိုကုတ်တွင်းဘက်အစင်းလမ်းပိုင်းတွင်စစ်ဆေးမှုများဆောင်ရွက်ခွင့်ပြုနေသည်ဟုလည်းသိရသည် ပြည်ထောင်စုလမ်းမကြီးတွင်ပျက်စီးမှုများကိုပြုပြင်ဆောင်ရွက်ပေးနိုင်ရေးအတွက်စီစုဆောင်ရွက်နေပြီးဖြတ်တန်းသွားလာနိုင်မှာကအတိပေးသွားမည်ဟုတည်ရသည်ထို့ကြောင့်ဒေတာတွင်ရင်မောင်းများအနေဖြင့်လုံခြုံရေးတတိပြုသွားလာကြရန်နှင့်တိုက်ပွဲအကြဆုံစားသွားလာခြင်းမပြုဘဲဘေးကင်းလုံခြုံသည့်လမ်းပိုင်းကိုရွေးချယ်အသုံးပြုကြရန်ဒေတာတွင်ရင်မောင်းများအကြားအချင်းချင်းအတိပေးထားသည်တမရော်အနေဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုယမန်နေ့အောက်တိုဘာ10ရက်တွင်အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်းသိရသည်